Google ကနေပြီးတော့ update လုပ်လိုက်တာကြောင့်ကျွန်တော်တို့ရဲ့ဒီအရေးကြီးတဲ့ Gmail တွေမှာ recovery phone တွေ recovery mail တွေမထည့်ထားဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ Gmail ဘက်ကနေပြီးတော့မှအဲ့ဒီ account တွေကိုဖျက်ရှားတော့မှာဖြစ်လို့ကျွန်တော်တို့ဒီအဆင့်တွေကိုကျွန်တော်မဖြစ်မနေလောက်ထားတဲ့နေပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာ Gmail application တွေကိုကျွန်တော်တို့ဝင်လိုက်ပါ โอเคဒီတဲ့ကို ရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာဗောနောညာဘက်အပေါ်တောင်းကဒီမှာဗောနော profile ပုံစံလေး Z ဆိုတာလေးရှိတယ်ဗောနောအဲ့ဒီထဲကိုဝင်ဝင်ပြီးတော့มาကျွန်တော်တို့ကဒီမှာအဲဒီမှာကိုလိုချင်တဲ့ဒီမှာကိုဒီလှုပ်ရှင်တဲ့အကောင့်ကိုကျွန်တော်ရွေးပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လှုပ်ရှင်တဲ့အကောင့်ကိုကျွန်တော်အဲ့လိုမျိုးရွေးလိုက်တယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်เนาะအဲ့ဒီ profile လေးကိုပဲပြန်နှိပ်လိုက်နှိပ်ပြီးတော့มาကျွန်တော်တို့ဒီမှာဗောနော manage your google account ဆိုတာလေးရှိတယ်ဗောနောအဲ့ဒါလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคဒီတက်ကိုရောက်သွားပြီဆိုလို့ကျွန်တော်ဒီမှာ Google ဘက်ကနေပြီးတော့ခုလိုမျိုးဒီအဝါရောင်ကြီးနဲ့ပေါ့နော်ဒီမှာ Adapt Recovery ဖုန်းဆိုပြီးတော့မှသူကမပြစ်မနေထည့်ခိုင်းနေတယ်ပေါ့နော်အဲ့လိုမျိုးမထည့်ဘူးဆိုလို့ရှင်သူတို့ဘက်ကနေပြီးတော့မှဒီ Google အကောင့်ကကျွန်တော်တို့ဒီမှာပေါ့နော်ဒီစိတ်မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုး hack ခံရတာလေနောက်ပြီးတော့ကျွန်တော်တို့ဒီမှာဖျက်ရှားခံရတာဖြစ်နိုင်တယ်ဆိုပြီးတော့မှသူကပြောထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ခက်တာတစ်ခုကကျွန်တော်တို့ဒီမြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှင်မြန်မာနိုင်ငံရဲ့ဖုန်းတွေကို Recovery ဖုန်းအနေနဲ့ထည့်လို့မရတော့ဘူးပေါ့နော်ဒါကလည်းအရန်ကိုနာမည်ကြီးနေတဲ့သတင်းတစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးထည့်တယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီ Google ဘက်ကနေကျွန်တော်တို့ရဲ့ဒီမြန်မာဖုန်းတွေ တွေကိုကုတ်မပုတ်ပြီးတော့ဦးပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဟို Google account မှာ recovery me မဖြစ်မနေထည့်ထားတင်ပါတယ်မဖြစ်မနေထည့်ထားရဆိုလို့ရှိရင်တော့ကျွန်တော် andy ကင်းတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဘယ်ထည့်ကိုသွားပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ security ဆိုတဲ့ထည့်ကိုကျွန်တော်သွားပေးလိုက်ပါ โอเคဒီမှာအဲကျွန်တော်တို့ပေါ့နော်ဒီမှာโอเคဒါအောက်ကိုသွားလိုက်အောက်ကိုသွားလိုက်ပြီဆိုလို့ရှိရင်ဒီမှာ recovery ဖုန်းနဲ့ recovery email နေရာမှာသူကဒီမှာပေါ့နော်အဲအခုလိုမျိုးအဝါရောင်လေးနဲ့ exclamation mark လေးနဲ့ပြနေရပေါ့နော်ဒါကိုသူမဖြစ်မနေထည့်ပေးပါဆိုပြီးတော့မှသူကပြောနေတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်မှာကျွန်တော်တို့ကဒီ recovery ဖုန်းကတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ဖုန်းနံပါတ်တွေနဲ့ကျွန်တော်တို့ထည့်လို့မရတော့တာဖြစ်တဲ့အတွက်ကျွန်တော်တို့က recovery ဖုန်းကိုကျွန်တော်တို့မထည့်တော့ဘူးပေါ့နော်မထည့်တော့ဘဲနဲ့ကျွန်တော်တို့ကဒီမှာပေါ့နော် recovery email ကိုထည့်မယ်ပေါ့နော်အဲ့တော့ recovery email ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ပေါ့เนาะကျွန်တော်တို့ရဲ့ဒီမှာပေါ့เนาะဖုန်းရဲ့ဒီပတ်တန်လေးပင်လေး password တောင်းနေဆိုလို့ရှင်เนาะအဲ့အဲ့ဒီဟာလေးကိုကျွန်တော်တို့အဲထည့်ပေးရမှာပဲဖြစ်ပါတယ်โอเคဒီနေရာကိုအခုလိုမျိုးရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะ add recovery email ဆိုပြီးဒီမရှိမှာအပေါင်းလက္ခဏာလေးနဲ့ပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ โอเคအဒီနေရာမှာကျွန်တော်တို့ကလေ recovery email ထည့်ပေးมาဖြစ်တယ်တော့ကျွန်တော်တို့ဒီမှာလက်ရှိတခြား Gmail account တစ်ခုကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီ Gmail ကလည်းကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဖုန်းထဲမှာဝင်ထားမှအဆင်ပြေမှာဘာဖြစ်လဲဆိုတော့အဲ့ဒီ Gmail တွေကိုကုတ်ပို့มาဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီ Gmail တွေကနေကုတ်ကိုသွားယူပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီ Gmail ကတော့ကျွန်တော်မဖြစ်မနေကျွန်တော်တို့ရဲ့ဖုန်းထဲမှာထည့်ထားဖို့လိုအပ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီမှာကျွန်တော်ထည့်ပေးလိုက်မှာပေါ့နော် โอเคခုလိုမျိုးဒီကျွန်တော်တို့ရဲ့ Gmail လက်ရှိနေ login ဝင်ထားတဲ့ Gmail တစ်ခုကိုကျွန်တော်တို့တခြား Gmail တစ်ခုကိုရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အဒီမှာ save ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထက်လိုက်တဲ့ Gmail ကိုသူကကုတ်တစ်ခုပို့ထားတယ်ဆိုပြီးတော့မှသူကပြောထားတာပဲဖြစ်ပါတယ်အဲ့တော့အဲ့ Gmail ကိုကျွန်တော်တို့ကကုတ်သွားယူပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ Gmail app ထဲကိုသွားပြီးတော့မှဒီ Gmail app ထဲကကျွန်တော်တို့အခုဒီ recovery ဒီ Gmail ထည့်လိုက်တဲ့ဒီ app ဒီဟိုမေးတဲ့ကိုကျွန်တော်တို့သွားကြည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့တခြားဖုန်းတစ်လုံးထဲမှာကျွန်တော်အဲဒီထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တခြားဖုန်းတစ်လုံးထဲကလေးကျွန်တော်အခုကြည့်ကြည့်ပြီးတော့မှထည့်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲဒီသွားကြည့်လိုက်အောင်ပေါ့နော်သွားကြည့်ပြီးတော့မှကျွန်တော်ထည့်ပြမှာပဲဖြစ်ပါတယ် โอเคအဲ့လိုမျိုးကိုရိုက်ထည့်ပြီးပြီးတော့ကျွန်တော်တို့ဒီမှာဗောနော်အဲဒီ confirm ဆိုတာကိုကျွန်တော်နှိပ်လိုက်တာ ਨੇ အဲဒီမှာကျွန်တော် recovery email verify ဆိုပြီးတော့အောက်မှာစာလေးပေါ်လာပြီးတော့မှကျွန်တော်တို့ဒီမှာအဆင်ပြေသွားပြီပဲဖြစ်ပါတယ်โอเคကျွန်တော်တို့ရှေ့ကိုပြန်ပြီးတော့မှထွက်ပြီးတော့မှကျွန်တော်ကြည့်လိုက်ပြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲဒီမှာဗောနော် recovery email နေရာမှာကျွန်တော်တို့ဒီမှာဗောနော်အဲဒီ exclamation mark ပုံစံနဲ့အဝါရောင်လေးမရှိတော့ဘူးအဲအဲ့ဒီတော့အဆင်ပြေသွားပြီဗောနော်ဒါမဲ့ဒီမှာ recovery ဖုန်းနေရာတော့ကျွန်တော်တို့ထည့်လို့မရဘူးဖြစ်တယ်အတွက်အဲ့လိုမျိုးလေးပဲပြနေသေးတယ်အဲ့ဒါကတော့ပြဿနာမရှိဘူးဗောနော်ကျွန်တော်တို့က recovery email ဆိုတဲ့နေရာတစ်ခုကိုထည့်ပေးထားရင်အဆင်ပြေပြီပဲဖြစ်ပါတယ်အားလုံးပဲဒီဟာဒီ recovery email ကတော့ ော့မဖြစ်မနေထည့်ထားတင်တာမို့လို့အဲ့လိုမျိုးထည့်ထားပေးဖို့ကျွန်တော်ဘက်ကနေအကြံပြုပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ